ကျမရင်းနဲ့လည်းညီညွတ်ပြီးတော့ချွတ်ချွတ်ချင်းချင်းလေးနဲ့အရန်ကိုမှစားလို့ကောင်းပြီးရန်ကိုမှတောက်လို့ကောင်းတယ်ပေါ့နော်။ Hello အားလုံးမင်္ဂလာပါရှင်။ဒီနေ့ကတော့ဂျင်းရဲ့တမယာတီရဲ့ပြားရည်နဲ့ဂျင်းပြားတမယာလေးလုပ်မယ်ပေါ့နော်။အရင်ဆုံးတမယာတီကိုစားနဲ့တည်တည်ချာချာလေးပုတ်ပြီးတော့နေသွားပေးပါမယ်ရှင်။တမယာတီကိုနေထားပြီးသွားလို့ရှိရင်တော့ဂျင်းကိုအခုံနှွာထားလိုက်မယ်ပေါ့နော်။ ဂျင်းနွားနေတဲ့ချိန်မှာသမယာတိကိုပေါ့နော်စားနေနေထားတာလေးကိုလည်းနှက်ထားတဲ့အနေဖြစ်အောင်လို့ဂျင်းနွားပြီးတော့မှသမယာတိကိုစေးပါမယ်ရှင်။ရှင်ကိုအခုံလုံးခုံနွားပြီးသွားပြီဆိုလို့ရှိရင်တော့သမယာတိလေးစေးလိုက်တော့မယ်ပေါ့နော်။စားနေနေထားတာဒီလုံးဝပြောင်းစင်းသွားအောင်လို့တည်တည်ကြာကြာလေးစေးသွားပြီးလိုက်ပါမယ်ရှင်။ဒီချင်းပြသမားလေးရလေဝိတ်ချတဲ့သူတွေအတွက်လည်းတင်တော်သလိုသူတို့ရှိတဲ့သူတွေအတွက်လည်းအမြဲတမ်းစားသုံးလို့တင်တော်ရပေါ့နော် ကျမတို့အိမ်မှာတော့မနက်တိုင်းအစာမစားခင်ရေနွေးလေးနဲ့ထည့်စားပါရရှင်။တမယာတိလေးအားလုံးစင်ကြအောင်စီးပြီးပြီဆိုတော့ရေစစ်ထားလိုက်မယ်ပေါ့နော်။ပြီးွားရင်ခုနကအခွန်နွားရတဲ့ခြေလေးကိုတန်ရှင်းစစ်ကြအောင် ရေနဲ့စီးကြောပြီးတော့ကိုလိုချင်တဲ့အပိုင်းတိုင်းလှီထားလိုက်မယ်ပေါ့နော်။ကျမတို့ကတော့မထုမပားအနေထားလုပ်လေးတွေလှီထားလိုက်ပါရရှင်။ဒီချင်းလေးရလဲလေဒီပြားသမားတွေမှာစိတ်နာတဲ့ခါကြလို့ရှိရင်လေကြွကြွလေးနဲ့အရန်ပေါ်မှာစားလို့ကောင်းပါရဲ့ရှင် ကျမတို့ကချင်းအတက်ကြီးတစ်တက်လောက်သုံးလိုက်တယ်ပေါ့နော် ။တမညာဒီရဆဲလုံးနဲ့ချင်းအတက်ကြီးလေးတစ်တက်လောက်တုံးလိုက်ပါရရှင်။ဒီချင်းလီတာကတော့ကိုလိုချင်တဲ့အနေထားလေးကိုစားချင်တဲ့အနေထားလေးလိပေါ့နော်။တမညာဒီကိုလည်းမိမိစိတ်ကြိုက်ပုံစံလေးလှီလို့ရပါတယ်ကျမတို့ကတော့အဝိုင်းကွင်းလေးတွေပေါ့နော်ပပလေးတွေတက်နိုင်တဲ့မြတ်ပပလေးတွေလှီပါရရှင်ကျမတို့ကစိန်ပြီးတဲ့ခါကျရင်ဒီသမယတိကွင်းလေးတွေကိုလည်းစားမှာဖြစ်တဲ့ခါကျတော့လေအဲမထူမပါအနေထားလေးပေါ့နော်တက်နိုင်ဆုံးလှီလိုက်ပါရရှင်ဒီနေရာမှာတော့လှီတဲ့ပုံစံကတော့မိမိစိတ်ကြိုက်လှီလို့ရပါရရှင် ဒီရှင်ပြသမျှလေးကို အစာမစားခင်မနက်စောစောလေးမှာပေါ့နော်ရေနွေးလေးနဲ့စိတ်ပြီးတော့စားတာပဲဖြစ်ဖြစ်ဒီတိုင်းသူကြီးပဲတည်တာစားတာပဲဖြစ်ဖြစ်အရန်ကမှကျမ်းမာရေးနဲ့ညှိညွတ်ပြီးတော့ဟိုကျမတို့ကျမ်းမာရေးနဲ့သင်ပြောရဲပေါ့နော်တွေးတွေးရှိတဲ့သူတွေအတွက်လည်းအမြဲတမ်းနေ့တိုင်းသုံးဆွဲနိုင်နေပေါ့နော်ဝေချတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒါကအစီကြစီပါတယ်ရှင် ကျမတို့အိမ်မှာတော့အမြဲတမ်းပေါ့နော်တပလင်းတပလင်းစီအမြဲတမ်းလှုပ်ထားပြီးတော့စောင်းထားလေးရှိပါတယ်ရှင်ခုဆိုရင်တော့ဂျင်းနဲ့သမယာသီးတွေအကုန်လုံးလှီးပြီးတော့အားလုံးဆင်းသက်ဖြစ်နေပြီပေါ့နော်ကျမတို့ပလင်းလေးတစ်လုံးနဲ့မှထည့်ပြီးတော့ပြားရည်လေးနဲ့စိမ့်မယ်ပေါ့နော် အိမ်မှာတော့ Nescafe Play နေရပေါ်ဆုံးပဲပေါ့နော်အဲကျွန်တော်တို့ဒီ Play လေးနဲ့ပဲကျွန်တော်တို့စိတ်လိုက်ပါမယ်ရှင်အဲ့တော့ပြားသမားလေးတစ်ထပ်ပြီးသွားလို့ရှိရင်ပြားကြီးလေးတစ်ထပ်ပြီးသွားရင်ဂျင်းလေးတစ်ထပ်ဂျင်းတစ်ထပ်ပြီးသွားလို့ရှိရင်ပြားကြီးလေးတစ်ထပ်ပေါ့နော်တလွာတလွာစီတိုင်းကိုပြားကြီးလေးကိုအမြဲတမ်းထည့်ထည့်သွားလိုက်ပါတယ်ရှင်ပြားရည်စစ်စစ်ကလည်းကျမကြီးနဲ့ညီညွတ်တယ်ပေါ့နော်အဲ့တော့ပြားရည်စစ်စစ်လေးသုံးတာပို့ပြီးတော့အတင့်တော့ပါတယ်ရှင်အဲကျွန်တော်တို့တလွာစင်းစီတလွာစင်းစီကိုပြားရည်လေးထည့်ထည့်ပြီးတော့စိမ့်သွားလိုက်ပါမယ်ရှင် ကျမကတော့ဒါကစလုပ်ပြီးတော့၁၀ရက်လောက်ထိစိန်လိုက်ရတယ်ပေါ့နော်၁၀ရက်မြောင်းနေမှာမှအဲစပြီးတော့စဖြစ်တယ်ပေါ့နော်စေရမဟုတ်လေကျမတို့တမညာသီးလေးတွေအယောင်ပြောင်းသွားတဲ့အနေထားလောက်ရောက်ပြီဆိုလို့ရှင်လေသုံးဆောင်လို့ရပါတယ်ရှင်ကျမတို့ကရေခဲတက်တာတွေမှာစေရလောက်တော့ထားလိုက်ပါတယ်ရှင်ကျမတို့တမညာသီးစေလုံးနဲ့ချင်းအတက်အကြီးတစ်သက်ဆိုလို့ရှင်ဒီ Nest Cafe တပလင်းကွက်တီပဲပေါ့နော်အဲ့တော့တမယာသီးရေချင်းတွေကိုကျမတို့ပြားရည်ထဲမှာနှိမ့်မြုပ်သွားတဲ့အနေထားလောက်ထိပေါ့နော်စိန်ထားလိုက်ပါမယ်ရှင် ်ပြရည်ထဲမှာနစ်မြုပ်သွားအောင်တေးသေးချာချာလေးထည့်ပြီးွားပြီးဆိုလို့ရှင်တော့ကျမတို့အဖုံးကိုလုံအောင်ပေးပြီးတော့ကျမတို့ဆယ်ရလောက်ထိထားလိုက်ပါရရှင်ဒါလေးကတော့ကျမတို့ရေခဲတက်တာလည်းမထည့်မီပေါ့နော်အားလုံးပြီးစီးွားတဲ့အနေထားလေးပါရှင်ဆယ်ရလောက်ရေခဲတက်တာလည်းမထည့်သိမ်းတာပါမယ်ဒါကတော့ဆယ်ရက်မြောက်မြောက်သွားပါပြီ။သမယာသီးရဲ့အခွန်လေးတွေကလည်းအယောင်ပြောင်းသွားပြီပေါ့နော်။ဒါဆိုလို့ရှင်တော့ကျမတို့တွေစပြီးတော့အသုံးပြုလို့ရပါပြီရှင်။ ဒါကြောင့်မနက်အစာမစားခင်မှာပကံလေးတစ်လုံးနဲ့ကိုလိုတလောက်ပေါ့နော်ကိုစားမယ့်အနေထားလောက်လေးယူထည့်လိုက်ပါမယ်ယူထည့်ပေါ်တော့ကျွန်တော်ရေနွေးလေးထည့်ပြီးတော့စိတ်နှားလိုက်မယ်ပေါ့နော် တော့ကိုစားမယ့်အနေထားလောက်ပေါ့နော်ကိုစားခြင်းနဲ့အနေထားလောက်ကြီးယူပြီးတော့ပကံလေးတစ်လုံးနဲ့ကိုထည့်ထားလိုက်ပါမယ်ရှင်။ဒီညမှာရေနွေးထည့်ပြီးတော့စိမ့်တာမစိမ့်တာတော့မိမိစိတ်ကြိုက်ပေါ့နော်။ကြိုင်ရင်စိမ့်လို့ရတယ်မကြိုက်လည်းမစိမ့်ပဲပေါ့နော်။ဒီတိုင်းစားလို့ရပါတယ်ရှင်။ဒီတိုင်းစားလိုက်အရင်အရသာရှိရပေါ့နော်။ဒီသူ့မှာပါတဲ့ဒီပြားရေလေးပေါ့နော်။ဂျင်းပြားရေလေးဆိုလို့ရှင်လည်းအရင်ကမှတောက်လို့ကောင်းပါတယ်ရှင်။ ဒီအရေလေးကလည်းအရသာရှိရေပေါ့နော်အဲ့တော့ကျမလိုတလောက်ထည့်ပြီးပါပြီဆိုတော့ရေနေပူပူလေးထည့်လိုက်မယ်ပြီးသွားရင်အဖုံးလေးအုပ်ပြီးတော့ခဏနှက်ထားလိုက်မယ်ပေါ့နော်ကျမတို့တမယာသီးကိုနုနုအီအီလေးစားခြင်းလို့ရှိရင်တော့နိုင်ဝက်တနိုင်လောက်နှက်ထားလို့ရှိရင်တော့တမယာသီးနုနုအီအီလေးရတယ်ပေါ့နော်ကျမကတော့ရေနွေးနွေးနွေးလေးအနေထားလေးတောက်ချင်တာပို့လို့ပေါ့နော်ခဏလေးပဲနှက်လိုက်ပါရရှင်ကဲနောက်တစ်ဗလော့ရီမှာပြန်တွေ့ပါမယ်ရှင်အားလုံးပဲဘိုင်ဘိုင်